မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုဤလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်လိုအပ်မဲ့ဆိုရင်သင်ယူလေ့လာနိုင်ပါတယ်ရှင်ဒီနေ့တော့အထမတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ဘိုးကျောင်းအောင်ဆန်းအိမ်သူဆိုတဲ့လေးလာရေးစောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ် ဒီဗိုလ်ချုပ်အောင်ဆန်းအိမ်သိုးဆိုတဲ့လေးလာရေးစောင်းမဟာတုဒရတသကပြေအမျိုးအစားဖြစ်ပြီးတော့ဆရာကြီးမင်းယူဝေကနေပြီးတော့ရင်ရေးသားခဲ့တာ ဖြစ်ပါတယ်ဒီစောင်းမရဲ့အဓိကအချက်ကလေးတွေကတော့မိမိတော့ရောက်လေးလာတဲ့နေရာတစ်ခုကို အသေးစိတ်တရုပ်ဖော်ထားပြီးအေးသကပြေဖြင့် ရေးသားထားသည်ဗိုလ်ချုပ်အောင်ဆန်းနေထိုင်သောအိမ်ဤအခန်းဖွဲ့စည်းပုံမြင်ကွင်းများကို အသေးစိတ်တရုပ်ဖော်ထားသည် မြင်ကွင်းတစ်ခုချင်းနှင့်ဆက်ဆက်၍စာရေးသူကဗိုလ်ချုပ်ဤခံယူကြဗိုလ်ချုပ်ဤစိတ်တော်စိတ်ထားဗိုလ်ချုပ်ဤဘဝနေထိုင်မှု ပုံစံနှင့်မိသားစုဘဝဗိုလ်ချုပ်အပေါ်စာရေးသူဤသဘောထားတို့ကို ဖော်ပြထားသည်ထိုဖော်ပြချက်များမှဗိုလ်ချုပ်ဤအတူယူွယ်စိတ်ထားရိုးသားသည့်အမှုအကျင့်နှင့် နိုင်ငံနှင့်ပြည်သူအပေါ်ထားရှိသည့်စေရနာနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်ဆောင်ရွက်ခဲ့ပုံများကိုသိရှိရမှာဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီလေးလာရေးစောင်းမလေးကိုဗိုလ်ချုပ်အောင်ဆန်းအိမ်သို့ဆိုတဲ့လေးလာရေးစောင်းမလေးကိုဖတ်ကြည့်ရအောင်။ရန်ဗိုလ်ချုပ်အောင်ဆန်းအိမ်သို့ရန်ကုန်မြို့တာဝါလိန်ဗိုလ်ချုပ်ပြတိုက်လမ်းအမှတ်25ရှိဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သောအိမ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေဟောင်းသူတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနကဗိုလ်ချုပ်အောင်ဆန်ပြတိုက်အဖြစ်ဖွင့်လှစ်ထားရှိခဲ့သည် ထို့ကြောင့်ယုံအားရဲ့တရက်တွင် ကျွန်တော်သည်ဗိုလ်ချုပ်ဗိုလ်ချုပ်နေအိမ်သို့သွားရောက်ကြည့်ရှုမိသည် ဗိုလ်ချုပ်အိမ်သည်ကျယ်ဝန်းသောခြံဥယျာဉ်ထဲရှိတောင်ကုန်းငယ်ပေါ်တွင်တည်ရှိသည်ခြံဥယျာဉ်သည် သစ်ပင်ပန်းမင်များဖြင့်ဝေးဝေးဆာဆာရှိသည်အိမ်မှလည်းခန့်ညားလှပေသည်ဗိုလ်ချုပ်သာအသက်ထင်ရှားရှိလျင်တည်ခြံတည်အိမ်ကိုကြည့်ရသည်မှာပျော်ရွှင်ချမ်းမွေ့ပွေရာကောင်းပေမည်ယခုက လွမ်းလွမ်းစပွဲကောင်းနေပေတော့သည် ပြည်အိမ်တွင်ဗိုလ်ချုပ်သည်ဇနီးသားသမီးများနှင့်အတူနှစ်နှစ်ကျော်နေထိုင်ခဲ့သည်1945ခုနှစ်မှ၅ခုမေလမှ1948ခုနှစ်ဇူလိုင်လကွယ်လွန်ချိန်အထိနေခဲ့သည်အိမ်သည်နှစ်ထပ်အိမ်ဖြစ်သည် အောက်ထပ်တွင်ဧကန်းနှင့်ထမင်းစားကန်ရှိသည် အထက်ထတွင်ခလေးအိတ်ခံအထုအစီဝေးခံစာဖတ်ခံအိတ်ခံဖျားရှိခိုးခံတို့ရှိသည်ဒီအခန်းတို့ကိုဘိုးချုပ်နေထိုင်စဉ်ကအတိုင်းမင်းအိမ်အောင်ပရိဘောကပစ္စည်းပစ္စည်းအစုံအလင်ဖြင့်ခြေရလက်ရမပြဲထားရှိပေသည် ရှေးဦးစွာအောက်ထက်ရှိထမင်းစားကန်းကို ကျွန်တော်ဝင်ကြည့်သည် အခန်းအလဲတွင် အရှင်ကိမဲ့နေသောဇပွဲရှိတလုံးနှင့်ကလဲထိုင်များကို တွေ့ရှိရသည်ဒီဇပွဲက တခါကပိုးချုပ်သည်ဇနီးသားသမီးစုံစုံလင်လင်ဖြင့်စားတောက်ခဲ့ပေသည်တကားဒီဇပွဲကိုတွေ့ရသောအခါထမင်းဇပွဲနှင့်ပတ်သက်၍ဗိုလ်ချုပ်ပြောစကားကိုကြားရောင်မိသည်ဂျပန်ခေတ်တွင် မြမလွတ်လပ်ရေးအတွက်အရေးဆိုရန်ဗိုလ်ချုပ်အောင်ဆန်းဒေါက်တာဘာမွန်တခင်မြတို့ဂျပန်ပြည်သို့ သွားခဲ့ကြသည်မြမပြည်သို့ပြန်အရောက်တွင် သူတို့ကို ကုံတဲ့ကြီးမြအသင်းကဂုံပြုညစာစားပွဲဖြင့်တဲခင်းကျွေးမွေးကြသည်ထိုအခါဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်ထမင်းစားပွဲအခမ်းပွဲများကိုတက်ရန်ဝါသနာမပါခဲ့ပါဘူးအခုမနေတာလို့တက်ရောက်ခဲ့ပါတယ်ကျွန်တော်ဒီထမင်းကို မစားသင့်ဘူးဒီထမင်းကိုစားလောက်အောင်မြန်မာပြည်အတွက်ရောမြန်မာလူမျိုးတွေအတွက်ရော ကျွန်တော်ဘာမှ မလုပ်နိုင်ခဲ့သေးဘူးဟုပြောခဲ့သည်ထို့ပြင် ကျွန်တော်ဒီအစားအသောက်နဲ့ပတ်သက်၍ရိုးသားလှသော သူ့စိတ်ဓာတ်ကို ေါ်ပြသည့်စာကလေးတစ်စောင်ကိုလည်းအမှတ်ရမိသည်ထိုစာမှာဘိုးချုပ်ကဇနီးဖြစ်သူဒေါခင်ကြည်တန်ပေးသောစာဖြစ်သည် စာထဲတွင်ကြည်ပဲပြုံနှင့်နံပြားရရင် စားကျင်တယ်ဟုရေးသားထားသည်ထို့နောက်ကျွန်တော်အေကန်းတို့ ကျွန်တော်ဝင်ကြည့်သည်ဗိုလ်ချုပ်အောင်ဆန်းသည်တနိုင်ငံလုံး တမျိုးသားလုံးဤကောင်းဆောင်ကြီးဖြစ်သည့်အပြင်ကဘာတိကောင်းဆောင်လည်းဖြစ်သည်တို့ရတွင် သူအိမ်ဧကန်ကဝင်ကြွားထွယ်ဝခြင်းမရှိ သူလိုငါလိုလူရန်သားတူဦးဤဧကန်မျိုးပင်ဖြစ်သည် ဧကန်းတွင်ဗိုလ်ချုပ်ဤတပ်ပုံကြီးကိုချိတ်ဆွဲထားသည်ယင်းတို့အထက်တွင်ဂျိန်းဖော့အဝတ်အစားဖြင့်ဗိုလ်ချုပ်ပုံသည်၎င်းတိုင်းရင်းသားလူမျိုးများဖြင့်တွဲရိုက်ထားသောဗိုလ်ချုပ်ပုံသည်၎င်းအပေါ်လွင်ဆုံးဖြစ်သည်ဒီပုံများကိုမြင်ရသောအခါတန်ရင်သာစီလုံးညီညွတ်ရေးကိုဦးစားပေး၍ကျိုးပန်းဆောင်ရွက်ခဲ့သည့်သူဤကျိုးပန်းမှုတို့ကို ပြန်လည်တရိယာမိသည် မြမာကတမျိုး၊ကရင်ကတဖုံ၊ရှမ်းကချင်းချင်းရခိုင်တို့ကတခြားအကွဲကွဲအပြားပြားလုံနေကြရင်အကျိုးရှိမှာမဟုတ်ဘူး။စူပေါင်းလောက်ကြမှသာအကျိုးရှိနိုင်မယ်။လောက်ကြည့်မှလည်းအကျိုးရှိကြောင်းသိနိုင်တယ်ဟု၍သူပြောခဲ့သည့်စကားတို့ကို ကြားယောင်မိလေသည်။အောက်ထပ်ကိုကြည့်ရှုပြီးသောအခါအထက်ထပ်ကိုကျွန်တော်တက်ကြည့်သည်။ ရှေးဦးစွာအထူးအစည်းအဝေးခန်းကိုဝင်ကြည့်သည်တည်အခန်းကရာဇဝင်တွင်မြစ်အခန်းတီဗိုလ်ချုပ်သည်လုပ်ဖို့ကိုင်ပဲများနှင့်အတူတည်အခန်းတွင်၌ခေါင်းချင်းဆိုင်လျက်မြမလွတ်လပ်ရေးအတွက်ဆောင်ရွက်ရန်ပြုတ်ဝဲသောကိစ္စများကို တိုင်ပင်ခဲ့သည်အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်ဒီအစည်းအဝေးကနှင့်ကန့်လျက်ရှိသော အခန်းကခလေးများအိတ်ခန်းပင် ထိုအခန်းအလယ်တွင်ခလေးကရင်သုံးလုံးစီတန်းထားသည်ကို တွေ့ရသည်ဘိုလ်ချုပ်ဤသားနှစ်ယောက်နေသမီးငယ်တို့အိတ်ဆက်ကြသောကတင်များဖြစ်သည်သာသမီသုံးဦးအနက်အခုယခုအခါနှစ်ဦးသာကျန်တော့သည်ဒုတိယသားအောင်ဆန်းလင်းသည်1953ခုနှစ်တွင်အိမ်ရှိရှိရေကန်ငယ်၌ရေနစ်ကွယ်လွန်ကွယ်လွန်ခဲ့ရှာလေသည် ကလေးများဤကတင်ကလေးများကိုကြည်ကကျွန်တော်သည်ဘိုးချုပ်ဤဘဝကိုတွေးတောမိသည် သူသည် နိုင်ငံလွတ်လပ်ရေးအတွက်သာလုံမန်းနေရသဖြင့်မိသားစုအရေးကိုမကြည့်နိုင်ခဲ့ရှာပေမကလုံမီ၃လခန့်ကအပားတော်မြဲဘိုးထွန်းလာအားဘိုးချုပ်ကလွတ်လပ်ရေးရပြီးရင်နိုင်ငံရေးကထွက်မယ်ခက်အေးအေးစာကလေးရေးစားရင်ငါအိမ်အောင်နောင်ရေးအတွက်ဂရုစိုက်ရအောင်မယ်ဟုပြောပြခဲ့လေသည် သို့တော်သူကသူ့အိမ်အောင်နောင်ရဲ့အတွက်မဆောင်ရွက်နိုင်မီကွယ်လွန်ခဲ့ရှာသည်တကားထို့နောက်ကျွန်တော်သည် ခလေးအိတ်ခမ်းမှထွက်ခွာလျက်ဘုကျုံနှင့်ဇနီးဒေါခင်ကြည်တို့၏အိတ်ခမ်းသို့ဝင်ကြည့်ခဲ့သည် နိုင်ငံအထွတ်အထိပ်ကောင်းဆောင်ကြီးအိတ်ခမ်းဆိုတော်လဲပိုးဖဲကလေးပါ အဖို့တံများဖြင့်တခန်းတနာကျင်းခင်းကျင်းထားသည်မဟုတ် ရိုးရိုးနေရိုးရိုးထိုင်ရိုးရိုးစားတော့တာမန်ဇနီးမောင်နှံနှစ်ဦးအခမ်းမျိုးသာဖြစ်သည် အရှင်မဲ့နေတော့နှစ်ယောက်အိတ်ကရင်တစ်လုံးနှင့် အဝိဘီတို့နှလုံးသည်ငြိမ်စိတ်နှစ်ရက်ရှိသည်ပြီးတော့လည်း၌ဘိုးကျော်၏အဝိအစားအနှဲငယ်ကိုသာတွေ့ရသည် စင်စစ်ထိုထက်ပို၍လည်းအဝိအစားများမရှိရှာပေ ထိုအိတ်ခန့်အထက်ထက်အထက်ခိုးတွင်ဖျားစင်ထားသည်ကို တွေ့ရသည်ဗိုလ်ချုပ်သည်ဘာသာရေးကိုပြစ်ပယ်သူမဟုတ်ဗုဒ္ဓဘာသာဝင်တဦးဖြစ်ကြောင်းဖော်ပြတဲ့ကဲ့သို့ရှိနေသည် အိတ်ခန့်နှင့်ကဲ့ရဲ့ရှိသောအခန်းကဗိုလ်ချုပ်ဤစာကြည်ကန်းတီစာအုပ်ဘီရိုများတဲ့တွင်ဆွေစုံကျမ်းများစစ်သမိုင်းများဘောဂဗေဒကျမ်းများစသည်ဖြင့် အုပ်မျိုးစုံကို တွေ့ရသည်ဘ ෝජ ုတ်ကစာအလွန်ဖတ်သူဖြစ်သည်စောင်းမဝိထုကျမ်းအမျိုးမျိုးအပြင်ကြပြာများကိုပါအထူးလေးလာဖတ်ရှုသူဖြစ်သည်ဖတ်ရှုသောကြပြာများအ ਨੇ အင်္ဂလိပ်ကြပြဆရာဟင်နလေဤကြပြတပုတ်ကို သူအလွန်စွဲမဲ့သည် ထိုကြပြကို မကြခဏဖတ်ရွတ်သည်ကျွန်တော်သည်သူစာအုပ်များကို ကြည်ရမှနှစ်သက်သည့်ထိုကြပြပါအောက်ပါစာပိုက်ကလေးကို အထူးတရိယာနေမိသည်ကံတရားဤရိုက်ပုတ်ခြင်းတန်ကျက်တို့ကြောင့်ငါဥကောင်းသည်သွေးတန်တို့ဖြင့်ရရနေ၏သို့တော်ညွတ်ကားမညွတ် ထို့ပြင်ကျွန်တော်သည် စာဖတ်ခြင်းနှင့်ပတ်သက်၍ဘ ෝජ ုပ်၏အမြင်ကိုစင်ကြင်မိပြန်သည်ဘ ෝජ ုပ်ကသူ့ဆောင်မှတစ်ဆောင်တွင်ယခုကဘာပေါ်၌ရှိသောစာအုပ်အလုံးသည် အရင်းစစ်လျင်လောက၏အကြောင်းကိုအမျိုးမျိုးမှတ်သားချက်များသာဖြစ်ပေသည်ထိုမှတ်သားချက်များကို ရေးသူ၏အာပေါ်၎င်းတို့ရေးရာဒေတာရေးသည့်အချိန်ကာလစသည်တို့ကိုကြည့်၍ဝေဖန်ပြီးလျှင် လောကအလုတ်ဝိတရားတွင်သုံးဆွဲတတ်မှသာ စာတတ်အမှန်ဖြစ်ပေသည်ဟု၍ရေးသားခဲ့ဘူးလေသည်စာအုပ်ဘီရိုများအနည်းတွင်ဘိုလ်ချုပ်၏စာရေးစပွဲလည်းရှိသည်ဘိုလ်ချုပ်သည် စာဖတ်ဝါသနာပါတိနီးတူ စာရေးလည်းအလွန်ဝါသနာပါတိစာရေးရာ၌အင်္ဂလိပ်ဘာသာဖြင့်ဖြစ်စေမြန်မာဘာသာဖြင့်ဖြစ်စေထိမိပိုင်နိုင်စွာ ရေးသားနိုင်သည် မြန်မာပိုင်းအင်္ဂလိပ်သတင်းစာနယူပါမတွင် အချိန်ပိုင်းအက်ဒီတာ အဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့စဉ်က ရေးခဲ့သောကောင်းကြီးများမှထင်ရှားသည်တကုံမဂ္ဂဇင်း၌ရေးခဲ့သောစောင်းပါများမှလည်းအထူးထင်ရှားလာသည်ဤသို့လျင်ကျွန်တော်သည်ဗိုလ်ချုပ်အိမ်ရှိအခန်းဆောင်ကို တခန်းဝင် တခန်းထွက်ကြည်ရင် ဗိုလ်ချုပ်အကြောင်းကို အမျိုးမျိုးတွေးတောအောက်မေ့မိသည် နေဆောင်လာသောအခါကျွန်တော်သည်ဗိုလ်ချုပ်အိမ်မှစင်းသက်ထွက်ခွာလာခဲ့သည် ထို့သို့ထွက်ခွာလာစဉ်ဗိုလ်ချုပ်ဤစေတနာကိုမြတ်နိုးမိသည်ဗိုလ်ချုပ်ဤကြိုးပမ်းမှုကိုချီးကျူးမိသည် ရိုးသားလှသောဘိုးချုပ်၏အနေအထိုင် အမှုရာများကို လေးစားမိသည်ဘိုးချုပ်၏စိတ်ဓာတ်ကို အားကျမိသည်ဘိုးချုပ်၏ကျေးဇူးကို အောက်မေ့မိသည် ကောင်းလေစွာ ကောင်းလေစွာဒါလေးကတော့20ရာစုမှာဆရာကြီးမင်းယူဝေရနေရေးသားခထားခဲ့တဲ့ဘိုးချုပ်အောင်ဆန်းအိမ်တို့ အလက်တစ်ခေါက်ဆိုတဲ့စောင်းမလေးကိုဖတ်ပြခဲ့တာဖြစ်ပါတယ် ဒီဆောင်မတဲ့မှာဆိုရင်ခက်စစ်အဖွင့်ကိုလုံးပါတာတွေ့ရမှာဖြစ်ပါတယ်ပထမဦးဆုံးတလုံးကတော့ဂတိပါဂတိပါဆိုတာတစ်ဖက်တွင်နူးညံ့သော အမွှေးရှိသည့်ပိုးစသည့်အထယ်နောက်တစ်ခုကဂျိန်းဖော့ဂျိန်းဖော့ဆိုတာကချင်လူမျိုးတစ်မျိုး၏နာမည်နောက်တစ်ခုကပိုးပိုးဆိုတာတော့နူးညံ့သောချီမြင်ပြုတ်လုသည့်ပိုးအိမ်မရသော အမြင်ဖြင့်ရက်လုသည့်အထယ် နောက်တစ်ခုကဖဲဖဲဆိုတာချောမွန်ပြောင်းလဲသည်အထဲတစ်မျိုးနောက်တစ်ခုကရာဇဝင်ရာဇဝင်ဆိုတာမင်းစင်မင်းဆက်အကြောင်းအရာမှတ်တမ်းနောက်တစ်ခုကလျှို့ဝက်လျှို့ဝက်ဆိုတာသူတပါးမသိအောင်တူတူတိတ်တိတ်ပြုတ်မှုသည် နောက်တစ်ခုကအပားတော်မြဲအပားတော်မြဲဆိုတာဌာနအကြီးကဲကြီးကိုရအရာရှိ နောက်တစ်ခုကအာဘောအာဘောဆိုတာထင်မြင်ချက်နဲ့ အက်ဒီတာ ဆိုတာစာတိဖြတ်သူ ဆိုပြီးတော့ရင်ခက်စီ၉လုံးပါတာဖြစ်ပါတယ်အဲအခုဖတ်ပြပေးခဲ့တာတော့အထမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ပိုကျော့အောင်ဆက်အိမ်သူဆိုတဲ့လိလရေးဆောင်မှာတုတ္တရတ္တဇကပြေလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ဖတ်ပြပြီးတော့ခက်စစ်ကလေးတွေပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်